အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျပန်နိုင်ငံရဲ့ဒီညငတ်မာလီတွေအကြောင်းကိုကျွန်တော်တစ်ချက်ပြောပြပေးမှာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ဒီညငတ်မာလီရာဆိုရင်တော့ဖြင့်တိုချိုမျိုးရဲ့ဘူတာပဝန်းကျင်နိုင်ပဝန်းကျင်နိုင်မှာအမြဲတမ်းလို့လို့တွေ့ရတတ်ပါတယ်ဒီညငတ်မာလီရာဆိုရင်ဒီဘူတာပဝန်းကျင်တွေမှာကျွန်တော်တို့ညနေ၄နာရီဝန်းကျင်လေးစပြီးတော့ဒီညနေတဲ့အထိအဲဒီမတ်တက်ရက်ပြီးတော့သူတို့ဖောက်တယ်တွေကိုရှားကြလေးရှိပါတယ်ကျွန်တော်ကတော့ ဖျားတရားကန်ဆိုင်ရလို့ဖြစ်တဲ့အတွက်ဒီအကြောင်းတွေကိုတည်ချာချာတော့မသိပါဘူးဒီညာကမာလေးတွေရဲ့အဓိကအလောက်ကတော့သူတို့ရဲ့ဖောက်တယ်တွေကိုဝင်ဆောင်မှုပေးရတာပဲဖြစ်ပါတယ်ဒီဖောက်တယ်တွေနဲ့အတူတူအရက်ဆိုင်သွားတဲ့ဘားတွေကလပ်တွေလိုက်ပေးရတာမျိုးဖြစ်ပါတယ်ဂျပန်နိုင်ငံမှာဂျပန်နိုင်ငံရဲ့ကုမ္ပဏီဝန်ထမ်းတွေကသူတို့ရဲ့အလောက်တွေထဲမှာအရန်ကိုဖိအားတွေများပါတယ် အဲ့ဒါပြီးရင်သူတို့ဒီဂျပန်နိုင်ငံကအလုပ်ခွင်တွေကအချိန်မူတွေအရန်ဆင်းရတယ်အလုပ်တွေအလွန်ကျန်လောက်ရတယ်ဒါကြောင့်မလို့သူတို့တွေကအလုပ်ထဲမှာဒီဖီအားတွေအလုပ်ပြင်ပန်းတဲ့ဟာတွေဒီဆေးရောကိုပါပြင်ပန်းတဲ့ဟာတွေအတွက်ဒီကောင်မလေးတွေကိုခေါ်ပြီးတော့သူတို့တွေကဖြည့်ဖြောက်ကြပါတယ်သူတို့တွေကုမ္ပဏီကနေအလုပ်ပြီးတဲ့အချိန်တွေမှာသူတို့တွေပြန်လာတဲ့အချိန်မှာဒီကောင်မလေးတွေကိုခေါ်ပြီးတော့ရက်ဆိုင်ကလပ်ဘားတွေကိုခေါ်သွားလေးရှိပါတယ်ဒီကောင်မလေးတွေကဒီကုမ္ပဏီဝန်ထမ်း ဒီလိုလူမျိုးတွေကိုသူတို့တွေကအရက်တူတူတောက်ပေးရင်ဖော်ပြပေးကြပါတယ်။အဲ့ဒီကနေမှတစင်သူတို့တွေတကယ်လို့မှအဆင်ပြေတယ်ဆိုရင်အဲဟိုတယ်တွေကိုရောက်သွားတာမျိုးလည်းရှိပါတယ်။ဒီချက်ကနေမှဒီကောင်မလေးတွေရဲ့ကြောက်စရာအကောင်းဆုံးအရာတွေလည်းရှိပါတယ်။ဒီကောင်မလေးတွေရဲ့တော်တော်များများကပေါ့နော်သူတို့တွေဟာသူတို့ရဲ့နောက်ခံ background တွေမှာဒီယာကူဇာလိုအဖွဲ့အစည်းမျိုးတွေရှိနေတတ်ပါတယ်။အရင်တုန်းကအဖြစ်အပျက်တစ်ခုဆိုရင်ဒီကောင်မလေးတယောက်ကိုဂျပန်လူမျိုးတယောက်က အဲခေါ်သွားရင်းနဲ့ကိုဝင်ရအောင်လုပ်လိုက်မိပါတယ်အဲ့ဒီအချိန်မှာဒီကောင်မလေးကသူ့ရဲ့နယ်အပံအဖြစ်တဲ့ယာကူဇာဂိုင်းကောင်းဆောင်ကိုတိုင်လိုက်ပါတယ်ယာကူဇာဂိုင်းကောင်းဆောင်ကအဲ့ဒီအချိန်မှာဒီကိုဝင်ရအောင်လုပ်ခဲ့တဲ့ဒီဂျပန်လူမျိုးကိုသွားရောက်ပြီးတော့မသေးယုံတမဲရိုက်နှက်ပစ်ခဲ့မှုတဲ့အမှုမျိုးတွေလည်းရှိခဲ့ပါတယ်အဲ့ဒါပြီးတော့အရင်တလောမှာဖြစ်ခဲ့မှုတဲ့ကျွန်တော်တို့နီပေါလူမျိုးပေါ့နော်သူအလင်ခန်းနဲ့လည်းဖြစ်ခဲ့တယ်ဖြစ်စင်ရဘလို့ဖြစ်သွားလဲဆိုရင်ဒီနီပေါလူမျိုးက ဒီဒိတ်ကဲဒီလိုကောင်မလေးနဲ့တို့ဈေးအဆင်ပြေပြီးတော့ဟိုတယ်ကိုသွားခဲ့ကြပါတယ်။ဟိုတယ်ရောက်တဲ့အခါမှာဒီကောင်မလေးကဒီနီပေါလူမျိုးကို ရေရင်စချိုးခိုင်းနေပေါ့နော်။ရေဒီနီပေါလူမျိုးရေချိုးနေတဲ့အချိန်မှာပဲကောင်မလေးရာဆိုရင်ဖြစ်ဒီနီပေါလူမျိုးရဲ့ပတ်စံအိမ်ထဲမှာပါတဲ့ပတ်စက်တွေအကုန်လုံးယူပြီးတော့လစ်ပြေးသွားခဲ့ပါတယ်။ ဒီနီပေါ်လူမျိုးကတော့ရဲစခန်းကိုတိုင်လိုက်တဲ့ခါမှာတော့ဒီကောင်မလေးတွေအဖွဲလိုက်ဖမ်းခံခဲ့ရပါတယ်ဒီကောင်မလေးတွေကဒီလိုမျိုးလှုပ်ရှားနေတာကြာပြီဆိုပြီးတော့လည်းသိရပါတယ်ဗောနော်အဲ့ပြီးတော့နောက်တဲ့သတင်းတစ်ခုအနေနဲ့ဆိုရင်လွန်ခဲ့တဲ့အဲတစ်နှစ်နှစ်နဲ့ဝန်းကျင်အားဆိုရင်ဂျပန်နိုင်ငံသားဒီကုမ္ပဏီဝင်တဲ့လူမျိုးဂျပန်လူမျိုးတူဟာဒီကောင်မလေးတယောက်နဲ့ဒေကဲကောင်မလေးတယောက်နဲ့ဈေးညှိပြီးတော့အဆင်ပြေလို့မလို့ဟိုတယ်ကိုအတူတူသွားခဲ့ကြတယ်ဒီကောင်မလေးကဆိုရင်ဖြင့်အရင်ကတည်းကနေသူဟာကြိုတင်ကြံစီထားတဲ့အရာရှိတယ် ဟိုတယ်ကိုဒီသူတို့နှစ်ယောက်အတူတူရောက်တဲ့အချိန်မှာအချိန်မှာပဲခဏကြာတဲ့အချိန်မှာပဲဒီကောင်မလေးရဲ့အမျိုးသားဆိုတဲ့လူကအခန်းတကားကိုလာခောက်ခဲ့တယ်ပြီးတော့အခန်းထဲကဝင်လာပြီးတော့ဒီဂျပန်ကုမ္ပဏီဝန်ထမ်းကိုစပြီးတော့ငွေညှစ်ပါတယ်ဗောနော် သူမိန်းမဖြစ်တဲ့အတွက်ဖောက်ပြန်နေပါတယ်ဆိုပြီးတော့ငွေညှစ်ပါတယ်ငွေညှစ်လို့ဂျပန်ဝန်ထမ်းကပတ်စံမပေးတဲ့အချိန်မှာပဲသူတို့တွေဟာရုံးရင်းဆန်ခတ်ဖြစ်ပြီးတော့လက်လွန်ကြက်သွန်နေဖြစ်ပြီးတော့ဂျပန်ကုမ္ပဏီဝန်ထမ်းဂျပန်နိုင်ငံသားဟာ ဒီ hotel ခန်းထဲမှာပဲတည်ဆုံးသွားခဲ့ပါတယ်။ပြီးတော့ဟိုလင်မယားနှစ်ယောက်ဆိုတဲ့ဒီကြိုတင်ချန်စစ်ထားတဲ့နှစ်ယောက်ကတော့ပတ်သက်တည်အကုန်ယူပြီးတော့ hotel ကနေလစ်ပြေးသွားခဲ့ပါတယ်။ဒါကြောင့်မလို့ကိုဟာလက်တက်စမ်းကြည့်ချင်တယ်ဆိုရင် တောင်းပါပဲ။ကိုကလည်းဂီးဆိုင်ကြဖို့ကိုမသိတဲ့အရက်ဒေသမှာဖြစ်သွားခဲ့ရင်ဘာမှတက်နိုင်မှာမဟုတ်ပါဘူး။အားလုံးကျေးဇူးတင်ပါတယ်။